မာကာချက်ကိုတောင်လူပူလေးဖြစ်သွားစေခဲ့တဲ့နိုင်ဂျီးရီးယားဘတ်စကတ်ဘောကစားမအပီယိုဒွန်အဒီကိုကီပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇော်အနီတင်ဆက်နေပါတယ်အစ္စလာမာကာချက်နဲ့နိုင်ဂျီးရီးယားဘတ်စကတ်ဘောတမအပီယိုဒွန်အဒီကိုကီတို့ရဲ့အတူရှင်တွဲရိုက်ထားတဲ့အမှတ်တရတပ်ပုံကပရိသတ်တွေကိုအံ့ဩစရာဖြစ်စေခဲ့ပါတယ်ပုံထဲမှာတော့မာကာချက်ကပူပူတေးတေးလေးလိုမြင်ရပြီးတော့အဒီကိုကီကတော့လူပလူကြီးလိုထင်ရှားနေပါတယ် ဒါပေမဲ့ကြေတော့ Markachev ဆိုတာကအရက်9ပြီ10လက်မှရှိတဲ့ UFC ချန်ပီယံဟောင်းတဦးဖြစ်ပြီးတော့ Adikoki ကတော့အရက်9ပြီ17လက်မှရှိတဲ့ Basketball တမားဖြစ်ပါရီ Islam Markachev က UFC Lightweight 155ပေါင်ရဲ့ချန်ပီယံဟောင်းတဦးဖြစ်ပြီးတော့ Dagestan ကထွက်ပေါ်လာတဲ့ထိပ်တန်း fighter ဖြစ်ပါရီသူက Jiu-Jitsu နဲ့ Wrestling Knee Sneak တွေမှာထူးချွန်ပြီးတော့ Stand Fight ပိုင်းမှာလည်းတိုးတက်လာသူဖြစ်ပါရီ Markachev ရဲ့အရက်က9ပြီ10လက်မှရှိပြီးတော့ဒါက Lightweight တန်းအတွက်တင့်တော်ရဲခနာကိုဖွဲ့စည်းပုံရှိပါရီ သူရဲ့လက်တံရောက်ရှိမှု reach နဲ့ကြန့်ခိုင်မှုကပွဲထဲမှာအားတာချက်ဖြစ်စေပါရင်လက်ရှိမှာမာကာချက်က weatherweight 190ပေါင်မှာရှင်ပြိုင်မှုပြင်ဆင်နေပြီးတော့သူရဲ့ခနာကိုမှကြွက်သားထုတွေကိုတိတိတတ်တာတွုံမြင်ထားတာတွေ့ရပါတယ်။ဒါက weatherweight ရဲ့ပုံမှုပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ရွယ်ချက်ရှိပြီးတော့သူပြုလုပ်နေတဲ့လေ့ကျင့်အစီအစဉ်ရဲ့ရလဒ်လေးဖြစ်ပါရင်ဒါမဲ့အဒီကိုကီနဲ့ရှင်တွဲရိုက်ထားတဲ့ပုံမှာမာကာချက်ရဲ့ခနာကိုကပုတ်ပုတ်တိတိလေးလိုမြင်ရတာကအဒီကိုကီရဲ့ထူးခြားတဲ့အရာမောင်းနဲ့အကိုလုံးကိုပေါင်းအကြောင်းဖြစ်ပါရင် အပီယိုရွန်အတီကိုဂီကနိုင်ဂျီးရီးယားနိုင်ငံကဘတ်စကတ်ဘောကစားမှအတူဖြစ်ပြီးတော့သူ့ရဲ့အရက်က9ပေ16လက်မတောင်ရှိပါတယ်။ဒါကဘတ်စကတ်ဘောသမားတွေထဲမှာတောင်မှအထူးခြားစွာနဲ့အရက်ရှည်လုံးတာဖြစ်ပြီးတော့သူ့ရဲ့ခနာကိုဖွဲ့စည်းပုံကလည်းကြီးမားလုံးတာကြောင့်လူဘလူးကြီးလို့တောင်မှတင်စားခေါ်ဆူကြပါတယ်။ဘတ်စကတ်ဘောမှာအရက်ရှည်မှုကအာသာချက်တစ်ခုဖြစ်ပြီးတော့အဒီကိုကီရဲ့အရက်နဲ့ခနာကိုတူတွေကကစားကွင်းထဲမှာတင်ရှားတဲ့အင်အားတစ်ခုဖြစ်စေပါတယ်။သူ့ရဲ့လက်တန်ရှည်မှု wingspan နဲ့အရက်ကဘတ်စကတ်ဘောပိုက်အောင်မှာထိန်းချုပ်နိုင်စွမ်းနဲ့အာသာချက်တွေပေးစွမ်းပါတယ်။ ဘက်စကတ်ဘောမှာကအရေးရှိမှုကအဓိကအတာချက်တစ်ခုဖြစ်ပါတယ်။အရီကိုကီးရဲ့ကွန်နပေးစက်တလက်မအရေးဆိုတာကပိုက်အောက်မှာဘောလုံးကိုထိန်းချုပ်နိုင်စွမ်းရိုက်ချက်ပိတ်ဆို့မှု short blocking နဲ့ဘောလုံးပြန်လည်ရယူမှု rebounding မှာအတိတာရဲ့အားတာချက်ကိုပေးစွမ်းပါတယ်။ဒါပေမဲ့ဘက်စကတ်ဘောသမားတွေထဲမှာအရေးရှိပေနီးပါးရှိတဲ့သူဟာရှားပါပြီးတော့အရီကိုကီးရဲ့အရက်က NBA ကစားသမားတွေထဲမှာတောင်မှထိတ်တန်းအဆင့်ဖြစ်ပါတယ်။ဥပမာအဖြစ်တော့ NBA ရဲ့ထိတ်တန်းကစားသမားတွေဖြစ်တဲ့ Jonia Antetokounmpo အရက်ခုနှစ်ပေရှိပြီးတော့ Wade Chamberlain ကတော့ခုနှစ်ပေနဲ့တက်လက်မှရှိပြီး အဒီကိုကီရဲ့ခုနှစ်ပိစတဲ့လမဆိုတာကသူတို့ထက်တောင်မှအတော်လေးပိုရှိပါရီဒါကအဒီကိုကီကိုဘတ်စကတ်ဘောကစားကွင်းထဲမှာထူးခြားတဲ့အင်အားတစ်ခုဖြစ်စေပါရီမာကာချမ်းနဲ့အဒီကိုကီတို့ရိုက်ထားတဲ့တက်ပုံကပရိသတ်တွေကိုရေမောမောနဲ့အံ့ဩစရာဖြစ်စေခဲ့ပါရီဒီပုံကအရက်ကွာချမှုရဲ့အမြင်အာရုံဆိုင်ရာအကျိုးသိရမှုကိုပြသပြီးတော့မာကာချက်ရဲ့ခနာကိုအရွယ်စားကိုရှော့တွက်စီပါရီဒါပေမဲ့လုံမြင်လွဲမှမှုကအာကစားလောကမှာအရက်နဲ့ခနာကိုဖွဲ့စည်းပုံရဲ့အရေးပါမှုကိုနားလည်ဖို့အထောက်အကူဖြစ်စေပါရီဥပမာဖြင့်တော့ UFC fighter တွေကအရက်ထက် နေ့စနေပိုင်းမြန်နှုံးရဲ့ခန္ဓာယူကိုအားကိုးရပြီးဘတ်စကတ်ဘောမှာကတော့အရက်ရှိမှုကကစားကွင်းထဲမှာထိန်းချုပ်နိုင်စွမ်းကိုတိုက်ရိုက်တည်ရောက်မှုရှိပါတယ်။မာကာချက်နဲ့အဒီကိုကီရဲ့တက်ပုံကတရားကစားနှစ်ခုရဲ့ကွဲပြားမှုကိုပြတ်တပြီးတော့ပရိသတ်တွေကိုအားကစားတစ်ခုချင်းစီရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုနားလည်စေလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။